အဲ့တော့ဒီခန်းလေးရဲ့အဝင်တကားလေးပေါ့တန်ပန်းတွေလုပ်ပေးထားရတယ်ဆေးတွေတုပ်ပေးထားရတယ်နော်ဟုတ်မင်္ဂလာပါဒီတစ်ခါကိုကျွန်တော်မိတ်ဆက်ပေးခြင်းတဲ့အခန်းကတော့တကုံစိတ်ကမ်းမြို့နယ်ယူစနာဦးရင်မြို့တော် A block engine land ကဒုတိယထပ်အခန်းနှလားလေးပါခင်ဗျာဈေးနဲ့နှီးပါတယ်တိုက်စခွန်မှာအိမ်မော့ဆင်းလိုက်တာနဲ့ကျွန်တော်တို့ကန်းကောက်လမ်းမကြီးရဈေး ကန်းကောင်လမ်းမဇေးရတော့ညနေ9နိုင်6နိုင်လောက်ဆိုရင်ဖျားပွဲရှုံးတယ်နော်တကုံစိတ်ကမ်းမျိုးနဲ့မှအစီဆုံးဇေးပေါ့ခိုးဘက်မှာဆိုပုံနမီလန်းပုံနမီလန်းကတော့ယူစနာဦးကြီးမျိုးတော်မှာကြီးပေးဆိုတဲ့အရာတွေအမှမြုပ်ကုန်းချီတဲ့မင်္ဂလာဆောင်ခမ်းမာတွေအိဆောက်ပစ္စည်းရဆောက်ရောင်းတဲ့ဆိုင်အကြီးကြီးတွေစင်တင်တေဂီတာနဲ့ဘီယာပါတွေအထူးထူးစေကန်းတွေဟောလက်ဖက်ဆိုင်အကြီးကြီးတွေအဲ့မှာရှိတာပေါ့အဲ့လည်းနေတယ်လိုင်ကားစီမဲ့ဆိုရင်လည်းအစုံရတယ်ဗျာ ဒီခန်းလေးကိုရောင်းပေးမယ်ဖရာခန်းအမှန်ဖြစ်ပါတယ်ဟုတ်ဆက်ပြီးတော့ကြည့်ရှုပေးပါဦးနော်ဟုတ်ဒါကတော့အိတ်ချစ်ဘရင်ပေါက်တွေပေါ့ခင်ဗျာအိတ်ချစ်ဘရင်ပေါက်တွေတန်ပန်းတန်ကားဆန်းရှိပုံပါတယ်နော်ပါကီခင်းပေးထားတယ်ဒါကတော့ဖရာခန်းဖရာခန်းအမှန်ရှစ်ဘက်ကိုကောင်းထိုးပါတယ်အိမ်ရဲ့မျက်နှာလဲရတော့တောင်ဘက်ကိုလှည့်ပါတယ်ဖရာခန်းမှာလည်းယောက်ျားလေးနှစ်ယောက်သုံးယောက်အိတ်လို့ရတယ်အကုံရှိအသက်နော်ဒါအိတ်ခန်း ိတ်ခန်းဒီအိတ်ခန်းမှာလည်းအများကြီးအိတ်လို့ရတယ်ဒါ master bedroom ပေါ့ဒါဒုတိယအိတ်ခန်းအခြေကြီးပဲเนาะကျွန်တော်အသေးစိတ်ထပ်ပြပေးဦးမယ်ဒီမှာမိဘခန်းနဲ့အိတ်ခန်းနဲ့ကိုကျွန်တော်တို့ tan frame လေးနဲ့ကာပေးထားတယ်ပေါ့ဟုတ်ဒီမှာမိဘခုံမိဘခုံလေးက air cool လေးလုပ်ပေးထားတယ်เนาะမိဘခုံဒီမှာဆင်လေးလေးလုပ်ပေးထားတယ် ဘူထိုင်ပါပါတယ်ဗျာကျွန်တော်တို့ယူဆနာဥယျာဉ်မြို့တော်မှာဆိုလို့ချင်း original ကဘူထိုင်မဟုတ်ပါဘူးပြန်ပြင်ထားရတာဒါယေရှုကယေရှုကပါခင်ဗျာဟုတ်အသေးစိတ်ကိုထပ်ပြပေးမယ်နော်ဒါကတော့ဘဝင်မိန်တကားကြီးပေါ့ဒီမှာ digital meter ခုံလေးပါ digital ပါဒီမှာတိုင်းလုံးပါကီခင်းပေးထားပါတယ်ဒါအဲခန်းမှာပါကီခင်းအဲခန်းဖျားခန်းပါကီခင်းဒါဖျားခန်း ကျွန်တော်အသေးစိတ်လက်ပြပေးမယ်ဆော့ဆော့ public အကြမ်းမြင်ပြတာဖျားကန်းမှာယောက်ျားလေး2ယောက်3ယောက်အိတ်လို့ရတယ်ကျွန်တော် user နာဥယျမြို့တော်အခန်းနေရာတော့6 9ယောက်ကအသားလေးနေလို့ရတယ်နော်ဒါမှတန်ပန်းတန်နကစမ်းချိတ်အပြင်ဘက်မှာဒါဖျားကန်းနဲ့ဧကန်းနဲ့ print box လေးကိုလေဝင်ကြည့်ကြကောင်းပိတ်ထားခြင်းလည်းရတယ်မှန်နဲ့ slide clean နဲ့ဖွင့်ထားခြင်းလည်းရတယ်ဟုတ်ဒါကတော့ type board မြင်ရတဲ့ view ဒီအင်ဂျင်လမ်းဆိုတော့ဟုတ်တိုက်ပေါ်မြန်တဲ့ view ပါဒါတော့အိတ်ခန့်တစ်ခန်းပေါ့အိတ်ခန့်နှစ်ခန်းနဲ့တစ်ခုပေါ့အိတ်ခန့်နဲ့တော်တော်ကျေပါတယ်ဒီမှာ3 5ယောက်အေးဆေးအိတ်လို့ရတယ်ရတယ်နောက်ဒါဒုတိယအိတ်ခန့်ဒါတော့အိတ်ခန့်ကျဲပေါ့ ။အမှန်နဲ့3နိ9ယောက်6ယောက်9ယောက်အေးဆေးဆေးကြမ်းပြီးမှပြပြီးအဲ့လိုရတော့ရပါတယ်။ဒီခန်းကြီးအများကြီးကြည့်တယ်ခင်ဗျ။ဒီချူကန်အပါဝင်ဆိုမျက်နှာဝ24ပဲရှိတယ်။နောက်ကို30လောက်ရှိတယ်။ဟုတ်။ဒါကတော့မိဘကုံလေးပဲဒီမှာမိဘကန်ကြတော့ကြွေပြခင်းပေးထားနေနော်။ရေဆိုတာတွေပါတွေရှိလို့ရှိရင်ပါကိကြတော့ကြွရတယ်လေရေနဲ့အဲဒီမှာကြတော့ကြွေပြခင်းပေးထားပါရယ်။ဟုတ်။နောက်ဆောင်လေးပါတယ်။ နောက်ဆောင်လေးကမိမလာရင်မိသွေးနဲ့ထမင်းရှိလို့ရတော့နောက်ဆောင်လေးရတယ်ဒီခါမှာအကျဲလေးလုပ်ပေးထားတယ်ကြည့်နောက်ဆောင်လေးရနောက်ဆောင်လေးရလည်းကျဲတယ်နော်မြို့သမီးလုံကြီးတွေဘာတွေလှမ်းလို့ရတာပေါ့မိမလာရင်မိသွေးနဲ့ထမင်းရှိလို့ရတယ်ဟုတ်ကဲ့ဒီခန်းလေးရလည်းကျွန်တော်တငယ်ချင်းမိတ်ဆွေရဲ့အခန်းလေးပါအဲ့ဒီတွေ့ကြောင့်စာရုပ်စာရန်ပိုင်ဆိုင်မှုအတွက်ကိုလည်းအားလုံးစိတ်ချပါကျွန်တော်တို့ တရားဒေသကကျွန်တော်တို့မျိုးကကျွန်တော်တငယ်ချင်းအခမ်းပါဗျာကျုပ်ဒီစိတ်ချစွာဝယ်ယူနိုင်ပါတယ်ဒုက္ခကိုလင်ချင်မင်းနဲ့ဝယ်လို့ရှိရင်စာကျုပ်စာရန်မှန်ကန်မှုရှိစရာအားလုံးသေချာမှအယောင်ဝယ်လုပ်ပေးပါရယ်ဗျာဟုတ်ဒါကတော့ယေရှုကယေရှုကမှအုတ်ကန်လုပ်ပေးထားတယ် ဒီရှုကန်နိုင်ရနေကိုလည်းကြွေပြတ်ကပ်ပေးထားတယ်အပေါ်စီပါတယ်မော်တာရီချုကန်နဲ့မှထားတာပေါ့မမော်တာရီချုကန်နဲ့မှထားတဲ့အတွက်ကြောင့်ကျွန်တော်တို့လူဖြုတ်ခိုးမစိုးရင်ရတာကိုအောက်မှထားရတဲ့စာရင်လေးအပေါ်ကန်အောက်စီဟုတ်